။ငွေရှင်များအားလုံးမင်္ဂလာ။ပတ်ဒီနေ့ကတော့ကျွန်တော်ပြန်လည်မြှဝေပေးသွားမှာကတော့တအားလုံးနေတဲ့ကောင်တွေတဲ့။ဒေရှာလေးနှောက်ထောက်သွားတယ်။ကဲဟုတ်ပြီလားရှင်ကျွန်တော်ဘုံသွန်လေးနှောက်ထောက်ကြည့်မယ်နော်။ဘဝနေရာတိတိမှရှိကြတဲ့တိုင်းနာညီကောင်မောင်မများအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ပါတယ်။ဟုတ်ကဲ့စာဆုံးနှောက်ထောက်ကြည့်မယ်နော်။ဒီကနေ့မှာတော့ကျွန်တော်တို့ဗမာမျိုးသားဒေါ်လန်ဟေးတက်မတော်ရဲ့ဒီဆောင်ရေးလုပ်ငန်းရှင်တွေကတခုဖြစ်တဲ့နေပညာတက်ရင်အတွက်နေပညာတက်ရင်ဖြည့်စည်တက်ဆင်မှုတွေ ြုလုပ်ဖို့ရန်ဆိုပြီးတော့အနကားပြန်ကမ်ပိန်းဆိုတဲ့ကမ်ပိန်းလေးတစ်ခုပြုလုပ်ခဲ့တာဒီကနေ့နောက်ဆုံးရက်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီကမ်ပိန်းလေးကဩဂတ်ဩဂတ်လ9ရက်နေ့ကနေစတင်ပြီးတော့မူလစက်တင်ဘာလ9ရက်နေ့မှာအပြီးတက်ဖို့ရည်ရွယ်ထားတယ်ဝေပမာဏအားဖြင့်တော့3000ပေါ့ဒါပေမဲ့ဒီလိုလူလူတွေရဲ့တော်လိုင်းကာလာချာရှင်မှုမှာပြန်မှန်းလာကြတဲ့အခြေအနေတွေအရာ တားကပ်ပမာဏအပြည့်မီခဲ့ဦးသိန်းသုံးထောင်မပြည့်ခဲ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဖြတ်တိုးပြီးတော့စတေမာ9ရက်ကနေပြီးတော့အော်တိုဘာလာ9ရက်နေ့ထိအထပ်တိုးပြီးတော့တတ်မှတ်ခဲ့တာရှိတယ်ဒီကနေ့ဆိုရင်တော့ဖြတ်တိုးကာလကပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ဒီကမ္ဘာ့အတွက်ရည်ရွယ်ထားတဲ့အင်းသုံးထောင်ဆိုတဲ့ငွေပမာဏကလည်းပြည့်မြောက်ခဲ့ပြီဖြစ်တယ်ဩော် ထမတစ်ခေါက်မှာမပြည့်ခဲ့လို့နောက်တစ်ခေါက်ထပ်တိုးတဲ့ခါမှာတင်း3000ပြည့်သွားပြီပေါ့နော်။တင်း3000ကျော်ခဲ့တာလာမှာဒီလိုအန္တရာမျိုးတွေဂျားကနေပြီးတော့ရုံးကြီးကြီးပါဝင်ပေးထားကြတဲ့ဒီလိုတယောက်ချင်းစီတိုင်းပေါ့။အတကယ်ကိုပဲတလေးတစားကျွန်တော်တို့ကျေးဇူးတင်ရှိပါတယ်။ပြီးခဲ့တဲ့ဒီဥစားဘတ်ကမ်ပိန်းမှာကျွန်တော်တို့တင်း1000ရည်ရွယ်ပေမဲ့မပြည့်မိခဲ့ဘူး။မပြည့်မိတဲ့တိုင်းကျွန်တော်တို့အနေနဲ့တရားရှိလာတဲ့ငွေချေးတွေကိုအလေလို့မဖြစ်စေဘဲနဲ့ လနခေယနေဒါဝေယုတ္တဆင်ဖြည့်တင်းထားတယ်။အဲ့ဒီမှာကျွန်တော်တို့လိုအပ်တဲ့တရားမှုတွေဆက်လက်လုပ်ကြိုင်တယ်။အပတ်မှာလည်းဆက်စင်ရေးကိစ္စတွေကိုမနာမနေလုပ်နေကြပါဘူး။အဲ့ဒီဒီဆောင်ရွက်လုပ်ငန်းစဉ်တွေကနောက်ထပ်အဲကျွန်တော်တို့အမျိုးမျိုးတော့မပြောတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီအဲကျွန်တော်တို့တက်အတွက်အဓိကခဏ၃ရက်ပေါ့အပိုင်း၃ပိုင်းလို့ဟောဒီနေ့ပညာတက်ရင်အပါအဝင် ပိုင်းသုံးပိုင်းကိုကျွန်တော်တို့အဆင့်မြင့်တင်ဖို့လုပ်နေတာရှိတယ်ပေါ့နော်အင်းအဲ့ဒီမှာအာဗထမအပိုင်းတစ်ခုအခုဒုတိယအပိုင်းဒါနေပညာတက်ရင်အတွက်ပေါ့နော်အတတိယအပိုင်းတစ်ခုတော့ကြန့်ရှိနေတယ်ပေါ့။ဒါတိဆောင်းဖို့လုပ်ငန်းရှင်တွေထဲမှာ။ဘာပဲဖြစ်ဖြစ်ဒါဒီနေပညာတရရင်အတော့တော့အတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့ဒီဝေကျေပမာဏရရှိလာခဲ့တယ်ပေါ့နော်။ဒီဒီဥစ္စာကကျွန်တော်တို့နေပညာတရရင်အတွက်လုံလောက်တဲ့ပမာဏလားဆိုတော့လေ တကယ်လုံလောက်တဲ့ပမာဏတော့မဟုတ်ပါဘူး။ဒါပေမဲ့အခြားကျွန်တော်တို့ပြင်ဆင်ထားတဲ့အနေထားတွေနဲ့ဖြည့်ဆည်းပြီးအင်္ဂါတောင်းဆိုတော့မဖြည့်ခင်ဘူးเนาะသင်သုံးထောင်ပြီးတော့လိုအပ်တဲ့အချိန်လေးလေးပြည့်စုံဖို့ကျွန်တော်တို့ဘာသာဒါတက်ဖွဲ့ကကိုနိကိုဟန်နဲ့စူးစမ်းသွားကြမှာလဲဖြစ်တယ်ဟုတ်ဒီဒီဆောင်မှုတွေကကျွန်တော်တို့လာမယ့်ကာလမှာဒီအချိန်တွေရပြင်းထန်လာနိုင်တဲ့စီရေးတွေကိုရင်ဆိုင်ဖို့အမောပြုလုပ်ဖို့ပေါ့ကျွန်တော်တို့ဒါပြင်ဆင်နေကြခြင်းဖြစ်တယ်ပေါ့ အဲ့ဒီအနေထားမှာနိုင်ငံရေးအရေးတွေကလည်းအာလှူရှားမှုတွေနော်ကျွန်တော်တို့ဒီပြည်ထောင်တဲ့အလဲအပြောင်းနေနဲ့ဒါရွေးနေတဲ့ကာလဖြစ်ပါအဲ့ဒီအနေထားမှာ PNI နဲ့လိုက်ပါပြီးတော့နေနဲ့လိုက်ပါပြီးတော့လှူဆောင်နိုင်ဖို့ကျွန်တော်တို့ဒီဘက်မှာလည်းပုံစံမျိုးစုံနဲ့အာကြံစီစူးစမ်းအထောက်နေပါတယ်ဒီအနေထားမှာဒီအမလို့အမရဖြစ်နေကြတဲ့ဒီသူတွေကိုလည်းအချိန်တစ်ခုတာတိခံပေးထားပါအောင် လို့လဲကျွန်တော်ဒီကတန်းနေပြီးတော့တပါတဲ့အတိပေးလို့ပါတယ်။อืมဟုတ်နော်။အာကျွန်တော်တို့တွေဒီဘယ်လိုပဲနိုင်ငံရေးအဆွေကြောင်းနေချမ်းလာနေချမ်းလာနေကျွန်တော်တို့လူတို့တွေအတွက်ပစုံတရားကောင်းကျိုးရယူဖို့တော့ကျွန်တော်တို့အမြဲတမ်းကြံစည်စူးစမ်းနေမှာဖြစ်ပါတယ်။တဲ့တဲ့ပြောရလို့ရှင်ကျွန်တော်တို့ဒီကနေ့ဖြစ်ပေါ်နေတဲ့အဲနိုင်ငံရေးကအကျိုးစီးပွားတစ်ခုကိုလူရည်နေချခြင်းဖြစ်တယ်။အဲ့ဒီမှာ ဒီဒီနိုင်ငံရေးထဲမှာပါဝင်နေတဲ့သူတိုင်းတွေ့နေတာတခုကအကျိုးစီးပွားကိုလူရနေကြတယ်မဖြစ်မတူတာတခုကတော့တစုကကိုကျိုးစီးပွားအတွက်လူရနေကြပြီးတော့อืมအဲတစုကပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်လူရနေကြတယ်ဟုတ်နော်နိုင်ငံရောအကြောင်းပြုပြီးတော့စီးပွားရေးအတွက်လှုပ်ရှားနေတဲ့လူတွေတော့လူတွေပြောတာပေါ့နော်အဲ့ဒီမှာလူရင်းပြောရရင်တော့နိုင်ငံရေးအရွယ်ပြောင်းနေမှာ ကျွန်တော်တို့မျောလင့်ထားသလောက်ကျွန်တော်တို့လောဘကြီးသလောက်မရခဲ့ရင်တောင်မှအွေပြောင်းနေမှာအဲ့ဒီအွေပြောင်းနေတင့်တော်တဲ့ဘိုက်ပါပြောင်းလဲမှုတွေကျွန်တော်တို့လုံဆောင်ရမယ်ဆိုရင်တောင်မှပြောလိုတာကတော့လူလူရဲ့အကျိုးစီးပွားအတွက်ပဲကျွန်တော်တို့စူးစမ်းမှာကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးမှာလူရမှုကပြည်သူ့ရဲ့အကျိုးစီးပွားအတွက်လူရမှုပဲဖြစ်စေရမယ်လို့ကျွန်တော်တို့အနေနဲ့ဂရုပြုပါတယ်။ဒါကြောင့်ဒီလိုမျိုး ကျွန်တော်တို့ကြိုးစားအားထုတ်မှုတွေအပေါ်မှာယုံကြည်ပေးကြတဲ့ဝိညာဉ်ပေးကြတဲ့သူတိုင်းကိုလည်းကျွန်တော်တို့ယေရှုတင်ပါတယ်။အမ်မယုံကြည်ဘူးမမဝိညာဉ်ဘူးဆိုတဲ့လူတွေအတွက်လည်းကျွန်တော်တို့ရဲ့မူလရွယ်ချက်ကတော့တိုင်းပြည်မှာကျွန်တော်တို့လုံနိုင်လုံနိုင်တယ်လို့အားလုံးကောင်းမှုဖြစ်တဲ့အတွက်ဒါမြေသူတော်မဆိုကျွန်တော်တို့တက်ကတော့နိုင်ငံရေးသစ္စာမှာမှနဲ့ဆက်လက်ကြိုးစားသွားမယ်ဆိုတာကိုလည်းအတိပေးလို့ပါတယ်။ဘာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အားမလို့အားမရမှုတွေရှိနေတဲ့တိုင်း ကျွန်တော်တို့ BNI ကိုကိုအစကတည်းကဒါအခုထိယုံကြည်အားပေးခဲ့ကြတဲ့ဝန်ရံအားဖြည့်ခဲ့ကြတဲ့တို့တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့လေးလေးနက်နက်ကျေးဇူးတင်ချောင်းအာဒီကနေပြောလိုပါတယ်ဒီအခုလက်ရှိပြီးသွားတဲ့ဒါငကားပြန်ကမ်ပိန်းဆိုရင်လဲအနေပညာတရင်အတွက်ကျွန်တော်တို့ပြင်ဆင်ဒီဆောင်မှုတစ်ခုဖြစ်တယ်လို့အတိုင်းအတာတစ်ခုတည်းလဲဒါကပြည့်စုံသွားစေခဲ့ပါ ်ဤသူတွေဟာခက်ခဲကြကကျွန်တော်တို့အပေါ်မှာယုံကြည်မှုနဲ့အင်အားတွေခွဲပေးခဲ့တာဖြစ်လို့အဲ့ဒီခွဲပေးခဲ့တဲ့အင်အားတွေကိုစုစည်းပြီးတော့ဤသူအတွက်အကျိုးစီးပွားဖြစ်အောင်ကျွန်တော်တို့အဲ့ဒီအင်အားတွေကိုအသုံးပြုသွားမယ်လို့လည်းဆက်ဆောင်ပြီးတော့ပြောလိုပါတယ်အားလုံးအားလုံးပေါ့နော်ဒီကနေ့ပြီးခဲ့တဲ့အချိန်အခုပြစ္စုပန်တဲ့တွေကနေပြီးတော့လာမယ့်အနာဂတ်နေ့ရက်တည်းကြီးအကျွန်တော်တို့ ဒီတို့အတွက်ပဲရှင်းနေပါမယ်။နောက်အားလုံးကလည်းရုံကြည်ကြည်နဲ့လက်တွဲပြီးတော့အဖြစ်ပေးပါလို့ကျွန်တော်အနေနဲ့မြတ်တရားခံတိုက်တွန်းလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အမ်းဒီအတွက်စူးစမ်းအားထုတ်မှုဟာကျွန်တော်တို့ကြည်တယ်မလုံတော့ပါ။အားလုံးစူးစိထားရမယ်။အားလုံးလက်တွဲထားရမယ်။အားလုံးရဲ့ပံ့ပိုးပူညီမှုတွေအားလုံးရဲ့စူပေါင်းအားဆိုင်မှုတွေနဲ့တွားရမှာဖြစ်လို့ကျွန်တော်တို့ အဲဒီလိုမြတ်တာရခံရခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့အခုပါဝင်မှုတွေတိုင်းအတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်။စောင့်ကြည့်နေပါကျွန်တော်တို့ ENA ရာဒီနိုင်ငံရေးအရှုပ်အထွေးတွေဒီနိုင်ငံရေးအလှအပတွေရှားတဲ့ကနေကျွန်တော်တို့သစ္စာရှိရှိနဲ့ပြည်သူ့အတွက်အကျိုးစီးပွားနော်ပြည်သူ့လိုလားချက်တစ်ခုမဟုတ်တစ်ခုကိုရအောင်ဆောင်ပေးသွားမယ်ဆိုတာအဲဒီကနေပြီးတော့လည်းတပါတဲ့ဂရုပြုသစ္စာဆိုပါတယ်။ပါဝင်ပေးတဲ့ တယောက်စီတိုင်းကိုနော်ရဲဘော်အားလုံးနဲ့ပြည်သူလူထုကိုစားတကယ်ကိုအများကြီးကျေးဇူးတင်ပါတယ်အားလုံးပေးကင်းကြမှာကြပါလိမ့်ကျွန်တော်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะဒီဗီဒီယိုပိုင်းလည်းဟောစာအဆုံးချစ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်